အလုံးမမြင်လာပါဗျ။အဲဒီနေ့တော့ကျွန်တော်ဝိပဿနာသမထတွေကိုမပြောဘဲနဲ့อืมဒီအရာတွေကိုဒီတရားတွေကိုကျင့်တဲ့အခါမှာဒီဗုဒ္ဓဘာသာမှာပေါ့နော်လူ၄မျိုးရှိတယ်တဲ့အဲ့ဒါကိုပုဂ္ဂိုလ်၄စင်ကြာ၄ပွင့်ဆိုတော့ပရမအူဆုံးပုဂ္ဂိုလ်ကဗရပရမပုဂ္ဂိုလ်တဲ့ဒီလိုပုဂ္ဂိုလ်တွေကကြတော့ဒီဘဝမှာတော့တရားမရနိုင်ဘူးသူဘလို့ပဲဟောဟောတရားမရနိုင်ဘူးဒါပေမဲ့တရားတန်လေးတော့သူမှာကြာခွင့်ရှိတယ်ဒီတရားကိုနာခွင့်ရှိတယ်အဲကျင့်သုံးခွင့်ရှိတယ်ဒါပေမဲ့ ဒီဘွားမှာတော့ရောက်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူ့မှာပါရီမျိုးစစ်ရန်နေတယ်ဆိုတော့ဒီဘွားမှာတော့မဖြစ်နိုင်ဘူးဒါပေမဲ့နောက်ဘွားကိုဝါသနာလေးပါသွားတယ်နောက်ဘွားကိုနောက်ဘွားကျရင်ဒီတရားလေးတွေကိုနားလိုက်တာနဲ့သူတိသွားတယ်ပြန်ကြားကြားမိတာနဲ့ပြန်သဘောပေါက်သွားတယ်ဒါမျိုးပုံကိုယ်လေးကိုပရပရမပုံကိုယ်တဲ့ဒီဘွားမှာတော့တရားမရနိုင်တဲ့ပုံကိုယ်လေးနောက်ထပ်တစ်မျိုးကကျတော့နေရပုံကိုယ်တဲ့အဲသူတို့ကျတော့ကျွန်တော်တို့လိုမျိုးကျွန်တော်တို့ဒီခုခေတ်လိုမျိုးနေမယ်ဘာဖြစ်လို့လဲဆိုတော့ သူကတဆင်ချင်းတဆင်ချင်းဝရိယတင်ပြီးတော့သွားမှတရားတွေ့ရဟိုလုံးဝတဆင်ချင်းသွားအောင်မှကျွန်တော်သီလဆင်ကိုလုပ်တယ်တမာရီဆင်ကိုလုပ်တယ်ပြီးပညာဆင်ကိုသွားအဲ့လိုတဆင်ချင်းတဆင်ချင်းတဆင်ချင်းနဲ့လုံးမှတရားရနိုင်တဲ့ပုံကိုဒါကိုနေရပုံကိုလို့ခေါ်ပါတယ်တဲ့နောက်တစ်ခုကကြတော့ဝိပစီတင်ယူပုံကိုဒီလိုပုံကိုကြတော့သူကတရားကိုဥမာအကျေဟောမှနားလေလောကခွဲခြမ်းစိတ်ဖြားပြီးတော့တဆင်ချင်းတဆင်ချင်းသူ့ကိုပေါ်ပြရတယ်ဒီလိုလူတွေကကြတော့တရားနိုင်နိုင်နဲ့သားလေသဘောပေါက်တဲ့ပုံကို ဝိပစီတင်ယူပဲနောက်တစ်ခုကကြတော့ဩဂတိတင်ယူဒါကတော့အမြင့်ဆုံးပုံပုံပဲသူတို့ကကြတော့ဟိုအချင်းလေးပြောလိုက်တာတည်းနေနားလေသဘောပေါက်သွားတာဟိုဥပမာရှင်သာရိပုတ္တရာလိုမျိုးဒီအရာရာကအကြောင်းမရှိပဲနဲ့ဘယ်ဟာမှမဖြစ်ဘူးလို့ပြောလိုက်တာဒါလေးကိုပဲပြောလိုက်တာဒါလေးပြောလိုက်တာကိုပဲအများကြီးသဘောပေါက်သွားတယ်သဘောပေါက်သွားပြီးတော့တော်တော်ပန်တီးသွားတယ်ဒီလိုပုံပုံလေးကိုကြတော့ ဥပတိတင်ယူပုဂ္ဂိုလ်လို့ခေါ်တယ်တဲ့ပထမဆုံးပုဂ္ဂိုလ်ကဗရပရမပုဂ္ဂိုလ်ဒီဘဝမှာတရားမရနိုင်တဲ့ပုဂ္ဂိုလ်နောက်တစ်ခုကကျတော့နေရပုဂ္ဂိုလ်တစင်ညတစင်ညဝိရိယတင်ပြီးတော့လေးလာကြင်ကြံမှရမယ်ပုဂ္ဂိုလ်နောက်တစ်ခုကကျတော့ဝိပစီတင်ယူဆိုတဲ့ပုဂ္ဂိုလ်သူတို့ကသူကြတော့အချင်းလေးဟောလို့ရုံနဲ့မသိဘူးနားမလည်ဘူးဟိုအကျေတဝန့်ဟောပြောဆုံးမှမှနားလည်ဘောပေါက်တဲ့ပုဂ္ဂိုလ်နောက်ဆုံးတစ်ခုကတော့ဥက္ကဋ္ဌတင်ယူအချင်းလေးတရားအချင်းလေးပြောလိုက်တာနဲ့သဘောပေါက်သွားတဲ့ပုဂ္ဂိုလ် ဆိုတော့ဒီဟာပုံကို၄မျိုးရှိတယ်တဲ့ကျွန်တော်တို့တာသနာမှာအဲ့တော့ကျွန်တော်တို့ကဘယ်ပုံကိုလေးထဲမှာပါမလဲဆိုတော့တော့ကိုယ့်ဘာကိုယ်ပဲချိန်ကြီးကြရအောင်ပေါ့ဆိုတော့ကျွန်တော်ထင်တာတော့ကျွန်တော်တို့ကနေရပုံကိုယ်ထဲမှာပါမယ်ကြကျွန်တော်တို့ဝီရိယတင်ပြီးတော့တစင်ချင်းသွားမှရမှာဘရဗနမပုံကိုယ်လည်းဖြစ်နေဖြစ်နေနိုင်တယ်ပြောလို့မရဒါလေးကိုလည်းပြောပြရတာပါပုံကိုယ်၄စင်ဂျာလေးပွင့်ဆိုတော့ဟာလေးကိုနားထောင်ပြီးတော့ပြောပြခြင်းနဲ့စိတ်လေးပေါက်လို့ဒီဗီဒီယိုလေးလုပ်လိုက်တာပါကျေးဇူးများတင်ပါတယ်